အဲ့လိုမခေါ်ခိုင်းမှနဲ့တော့ခုနကလည်းခေါ်တယ်။ဘေဘီကလည်းဘေဘီကလည်းတာလေးလို့ခေါ်တယ်။နည်းနည်းလေးဒီချားထဲမှာပါနော်။ဒီဖိုင်လေးဟာနည်းနည်းလေးသက်သက်ပြီးဒီကရိုက်တာတဲ့အဲ့လိုပြောဟိုပြတ်သားဘောနော်စိတ်ကအဲဘာဖြစ်ချင်လဲဆိုတာလည်းခံမရခတ်တယ်။အဲ့တော့ပရိသတ်တွေကြည့်ရလဲသူ့အားတော့ရမှာမဟုတ်ဘူးနော်။ပြီးတော့ form လေးကိုလည်းခြေရအောင်ခံရအောင်အခြေတာမဟုတ်ပါဘူးစိတ်ကောက်တာပါစိတ်ကောက်တာပါချစ်လို့ဆိုတာ တောက်တာပါအစိုးရကဒီလိုကိုင်းကိုင်းလို့ရှိလို့စကားရကိုင်းလို့ဆိုလို့ရှိရင်ဆက်ရအောင်ဆိုလို့လုပ်နေတယ်ပေါ့တယောက်ဆိုရင်ရပါပြီ။တယောက်ဆိုရပါတယောက်ဆိုရ။ဘယ်လိုဆိုရောဒီမှာဆိုရောလို့ပြောချင်လို့လည်းလည်းကြိုက်။အဲကြိုက်ပါရဲ့။ဘယ်ချောင်းတော့မကြိုက်ဘူး။ချောင်းတော့လည်းမကြိုက်ဘူး။မိုက်ရင်တော့ကြိုက်ပါ။မိုက်။တယောက်ခဲမှဆိုရောလို့ဘယ်လိုမျိုးယူမှာဒီလိုခက်မိုက်မိုက်ယူမှာလားဘယ်လိုချိန်မင်းတော့ကဲလာတယ်။အပြင်းပါလား။ပြင်းပါအပြင်းပါဆိုတော့ မှာမသိပါဘူး။ကိုချစ်တဲ့သူရွေးမှာပေါ့နော်။ကိုကိုချစ်တဲ့သူကိုလည်းချစ်တယ်။အေးပေါ့။ဟိုပြီးတော့ရုပ်သာရုပ်သာလေးရောက်တာလို့ဘယ်လိုမျိုးလဲ။အဲဟိုပေါ့ဟိုတရုပ်ဆောင်တာလည်းကောင်းတယ်ပြီးတော့ဟိုဒီ character နဲ့ရွှေရုပ်ဟိုအဲညီမလေးနဲ့တအားလိုက်တယ်လို့ကိုခံစားရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီ character ကကောင်းမလေးကငယ်ငယ်လေးပြီးတော့အဲ့လိုတစ်ချက်တစ်ချက်ဆိုအဲ့လိုစူပုတ်ပုတ်ကလေး အဲ့လိုမျိုးလေးဖြစ်နေရဟိုကသူနဲ့ဆိုဟာကွက်တီပဲတစ်ထပ်သေးကြာတယ်ဆိုတော့လေဟိုဒါကြောင့်လည်းဒီကားကပို့ပြီးတော့ဟိုပါပေါ့နော်အရှိန်ရတယ်ပို့ပြီးတော့လည်းပြိသက်နေနဲ့စိတ်ဝင်စားမှုအားလည်းမြင့်တက်တယ်အားပေးတယ်အရင်အားပေးတယ်လို့ကျွန်တော်ခံစားရပါတယ်ဟုတ်